ရန်ကင်းကလေးစင်းရုံရဲ့အတုံးမကြမှုတွေကြောင့်အသက်နှစ်နှစ်ရှစ်လအရွယ်သားလေးကိုဆုံးရှုံးလိုက်ရတဲ့မိခင်တဦးမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရှပိုင်းရက်တွင်တော့အသက်နှစ်နှစ်ရှစ်လအရွယ်ကလေးတစ်ယောက်ဟာရိုးရိုးသားမန်းနေမကောင်းဖြစ်ရာကနေရန်ကင်းကလေးစေးရုံကြီးကိုရောက်သွားခဲ့ပြီးစေးရုံရဲ့ဆုံးဖြတ်ချက်အမားတွေကြောင့်အသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးမိခင်ဖြစ်သူကအခုလိုပြောပြထားပါတယ်။"ကျမသားလေးဒီနေ့ဆုံးသွားပြီ နှစ်နှစ်ရှစ်လအထိဘာယောဂါမှကြီးကြီးမားမားမဖြစ်ဘူးတဲ့ကလေးဈေးရုံဈေးကန်းကိုကာကွယ်ဈေးထိုးဖို့လောက်နဲ့မွေးတုံးကပဲရောက်ဖူးတဲ့ကလေးဆဆချင်းကိုပူတော့73ရက်71လ2025နေ့နေ့လယ်12နာရီလောက်ကလဝဲရွာအောရတအစည်းကန်းကဒုံးကျင်ထဲပေးပြီးမတက်တာရင်ပြန်လာဖို့ပြောပါတယ်။ခနာတက်တာပြီးညနေပိုင်းကိုပြန်ပူလို့ယူဆနာကချမ်းမြေတာတဲ့စည်းကန်းမှာထပ်ပြပါတယ်။ ကလေးကအကျောတွေတုံနေကြောင်းပြောပြတော့အစားဝင်အောင်စားဖို့နဲ့ဆေးဝင်အောင်တိုက်ဖို့အပြင် ကလေးစအိုးတဲကိုဆေးထည့်ပေးပါတယ်။နောက်ရက်ထက်လာပြဖို့ချိန်လိုက်ပါတယ်။ညနေ၄နာရီကိုပါ။ကလေးက၁၄ရက်၅လ2025မှာမနက်ပိုင်းကိုရီပူပြီးထက်ပြပါတယ်။ဆေးတိုက်ပြီးအစားဝင်အောင်စားဖို့ရှေးတိုက်ဖို့ပြောတယ်။ညနေမှာဆေးကန်းလာပြပါပြောလို့၃နာရီခွဲကျော်လောက်ပြန်သွားပြတော့ဆေးထက်ထည့်ပေးပါတယ်။ အနီဇက်အနေငယ်မျက်နာမှာထွက်နေလို့ပြောပြတော့မစိုးရင်ရာကြောင်းပြောပြီးရေပတ်တိုက်ပေးဖို့ပြောပါတယ်။အရင်ညပဲတက်တာပြီးမနဲ့အစောကြီးကလေးကအပူချိန်များပြီးဖျားလွန်းနေပြီးအနီဇက်တွေလည်းထထွက်လာလို့ချမ်းပြေတာတစ်စေကန်းကိုဖုံးပြန်ဆက်တော့ဆရာအိတ်နေလို့မေးလို့မရသေးဘူးလို့ပြောတော့ကျမအမျိုးသားရဲ့ကျမအမေရဲ့ကျမရဲ့ကလေးကိုခေါ်ပြီးဥဝင်နဲ့ချက်ချင်းမယ်။ ချိုကိုစပယ်ရှယ်ကလင်းနစ်ကိုသွားတော့အနီးဆက်တွေကစိုးရိမ်ရကြောင်းနဲ့ကလေးကိုဆီယမလေးတွေကရေပတ်ဝိုင်းတိုက်ပေးကြပါတယ်။အဲ့ဒီအချိန်ထိကလေးကလမ်းနေပါသေးတယ်။ဆီယမကရန်ငယ်စီယုံကိုသွားဖို့အကြံပြုလို့သွားလိုက်ပါတယ်။ရန်ငယ်မှာကလေးကိုပြတော့ချိုကိုကဆီယမကစင်းယုံတက်ပြီးစောင့်ကြည့်ရကြောင်းပြောထားလို့အိမ်ကအကိုကိုတော့ပတ်စံနဲ့ကလေးပစ္စည်းလူကြီးပစ္စည်းတွေယူလာဖို့ဖုန်းဆက်ထားပါတယ်။ရန်ကင်းကဆီယမလေးတွေကသားလေးကိုသွေးဖောက်တယ်။ ီးတော့6ထက်ဆောင်9လွာတက်ခွဲကန်းကို သွေးသွားစစ်ခိုင်းနေကျမအမျိုးသားသွားပါတယ်ခနာကြတော့ကလေးကိုရေအေးနေအောင် သွားချိုးပါပြောလို့ရေချိုးပေးလိုက်ပါတယ်ကလေးကခြေထောက်အကျောတွေနာနေပါတယ်နည်းနည်းထိတာနဲ့ကိုအော်တာပါ ကျမရင်ထဲဘလို့မှမခံစားနိုင်လောက်အောင်ထိပါပဲမမအားအားနဲ့ဆိုပြီးတော့အော်နေတာပါသွေးစစ်အဖြေရတော့ရေလဲချိုးပြီးသွေးဖြည့်လဲရအောင်သွားပြောတော့ပြန်ပြီးတော့တန်းစီခိုင်းပါတယ် ကလေးကဘလို့မှမနေဘဲအော်နေလို့ကျမလမ်းလျှောက်ပြီးတော့ချော့နေရပါတယ်။နောက်ဆုံးကရေတွက်ရင်နှစ်ယောက်မြောက်ကြမှကျမတို့သားမိဝင်ရပါတယ်။ဆရာမကကလေးကိုနေရင်အပြင်ကအဖေကိုသွားပေးပြီးအမေကပြန်လာနားထောင်ဆိုလို့ကျမကလေးကိုကျမအမျိုးသားစီပို့ပေးလိုက်ပါတယ်။ဆီယာမကရိုးရိုးဖျားကြောင်းပဲပြောတော့အနီးဆက်တွေထွက်နေကြောင်းနဲ့ကျမသားရဲ့အကျောတွေကလှုပ်တာနဲ့နာနေကြောင်းပြောပြတော့ကျမကိုကျမရဲ့အသက်ဘယ်လောက်လဲလို့မေးပါတယ် 24ပါလို့ပြောတော့နင့်အသက်20ကျော်မှတခါမှမဖျားဘူးဘူးလားဖျားရင်အသားတွေနားတယ်နင်းမသိဘူးလားသူကလမ်းမလျှောက်လို့လားဆိုပြီးပြန်မေးပါတယ်ကျမကသမီးတို့ဖျားလို့အသားနာသလိုမဟုတ်ပဲကလေးကမလျှောက်နိုင်ကြအောင် အကျော်တွေနားနေကြအောင်တခြားဘာရောဂါဖြစ်နိုင်လောက်မလဲစိုးရိမ်လို့မေးတာလို့ပြောတော့နင်ပါတို့အဲ့လိုထင်ရတာလေနင်သားကဘာမှမဖြစ်ဘူးနှစ်ရက်ကနေ၅ရက်လောက်အထိ အဖျားကတက်နေအောင်မှမစိုးရိမ်ရဘူး ကျမကသားလေးကအစာမစားကြောင်းအနီးစက်လေးတွေအကြောင်းထပ်ပြောပြတော့သူဆေးအကုန်ရေးပေးမယ်လို့ပြောပါတယ်။တနှစ်ခွဲကာကွယ်ဆေးကိုကျမအမျိုးသားအလုပ်ပြောင်းအလုပ်ရွှေနေမှုမထိုးခဲ့ရကြောင်းလည်းထည့်ပြောခဲ့ပါတယ်။ဆီယမကဘာလို့မထိုးတာလဲတသက်လာရင် အင်ကာနေမှာကာကွယ်ဆေးလာထိုးလို့ရကြောင်းပြောပါတယ်။ ကျမသားလေးတက်တာလာမှလာလို့ထက်မေးတော့တက်တာလာမယ်စာအုပ်ကိုကောင်တာယူသွားဆိုလို့ယူသွားပေးတော့အစားဝင်ဈေးဝင်ရင်ကောင်းလာမှလို့ပြောလို့အိမ်ကိုပြန်ခိုင်းလို့ကောင်တာထိသွားလိုက်ပါတယ်ဈေးဝယ်ခိုင်းလို့သွားဝယ်ပြီးပြန်သွားပြပေးလိုက်ပါတယ်ကျမတို့ကလဝဲရွာကပဲအိနီနာချင်းရန်ကင်းဆေးရုံမှာပဲလာပြတဲ့အမွာလေးတွေအဖေနဲ့တွေ့တော့ကျမတို့သားကဆေးရုံလုံးဝမတက်ရဘူးဆိုတော့အံ့ဩနေတယ် အနီးဆက်တွေနဲ့ခလေးကခွေနေတာကိုကြည့်ပြီးတော့တက်ရမယ်ထင်နေတာတယ်။အိမ်ရောက်တော့ကျမအမေကျမအမျိုးသားကအကုန်လုံးခွန့်ကြွေတော့ဆံပြုတ်တော့ဝင်ပါတယ်။စီးတိုက်ပါတယ်။ခနာတော့တက်တာလာပါတယ်။အရင်ထက်အနည်းငယ်ပါပဲ။ကျမလည်းသားလေးရဲ့တသက်တာမှာဒီလိုမဖြစ်ဘူးတော့ဘေးရင်မေးမဲ့စဉ်းစားပြီးသားကိုထွေးပြီးအိုးဝင်နဲ့16ရက်17လ2025မှာမနက်9:00ရဲ့ချိန်အမျိုးသားအမေတို့နဲ့အတူသွားမိပါတယ် ပေးတဲ့ဆရာကမရဏလေးကြနေလို့ရတရားလေးပေးလို့ပြန်လာပြီးတော့ရတရားချီတော့ကလေးကအသက်ရှူရခတ်တယ်လို့ဖြစ်နေလို့ချမ်းမြေသာတစ်စည်းကန်းကဆရာကိုဖုန်းဆက်တော့စည်းကန်းလာဖို့ပြောလို့ချက်ချင်းသွားပါတယ်။စည်းသွင်းပေးပြီးမိုးကောင်းရတနာကိုညွှန်ပေးလို့အရေးပေါ်ကားနဲ့သွားလိုက်ရတယ်။ဟိုရောက်တော့ဟိုစစ်တီစင်းနဲ့ကလေးကမျော့နေပြီ။ဟယ်ပင်စေးယုံကပစ္စည်းစုံလို့အခုသွားဖို့ပြောလို့အရေးပေါ်နဲ့ပဲသွားလိုက်ပါတယ်။ ိုရောက်တော့ဆီယာမတွေကစူးစမ်းပြီးတော့ခဲ့ပါတယ်။ဒါပေမဲ့ကျမရဲ့အသက်ဦးတဦးလေးတော့သားလေးအသက်ငယ်နေပါပြီတယ်။လာလာနောက်ကြကြောင်းဆီယာမမကြီးကပြောတော့ကျမကရန်ကင်းကိုမနေ့ကသွားခဲ့ကြောင်းပြန်လွတ်လွတ်ပြန်လာရကြောင်းပြောတော့ဘာကြောင့်ရန်ကင်းစေးရုံက အခုလိုလုံးရတာလဲဆိုပြီးအံ့ဩနေကြတယ်။အဖြစ်လဲတင်နေကြတယ်။ကျမအိမ်မက်လို့ထင်နေမိတယ်။ဆီယာမကြီးကစူးစမ်းပြီးရှာတယ်။ အမျိုးမျိုးစူးစမ်းပြီးရင်မရတော့ပဲကျမသားလေးဆုံးသွားပြီးတယ်ကျမအမျိုးသားကကျမအကျယ်ကြီးယူကျုံမရငိုတော့မိမရေအိမ်မက်ပါတယ်အိမ်မက်လို့လို့တကယ်လို့လို့ခန်းစားရပြီးယူတော့မလို့ပါပဲကျမအထင်တကယ်လို့သာရန်ကင်းစေးရုံကတေချာစစ်စေးပေးခဲ့ရင်အချိန်မီမဲထင်ပါတယ်ကျမသားလေးရဲ့အသက်ကိုပေါ့အခုတော့ကျမအတင်းထားနေပါတယ် မမသားလေးမမစီပြန်ဝင်စားပါ ခလေးငယ်ရေဟုဆိုကမိခင်ဖြစ်သူကဝမ်းနေစွာနဲ့ပြောပြထားတာပဲဖြစ်ပါတယ်။